ဒူဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်ဒီနေ့မှာလည်းအမျိုးတို့တွေအစဉ်ပြေးကြတယ်နော်နေ့တိုင်းလူတို့အစဉ်ပြေးကြတယ်ဒီနေ့မှာကျွန်မအကြိုက်ဆုံးကဏ္ဍ၃ည၃ပတ်တိပေးထားတာနော်ဒီမှာထိတ်ဆုံးပါပဲမင်းနေရနေပါလားနော်ဒါအမျိုးတို့ကျွန်မစစ်ပြီးတော့ပေးတာဒါကျွန်မထိုးမှအကွက်တီးတို့ဒါအမျိုးတို့နေ့တိုင်းကျွန်မပြော့ပြော့ပြေးနေတာအဲ့တော့နေ့တိုင်းကအမျိုးတွေလည်းဒီဘက်မှာနေ့တိုင်းလူတို့ရတယ်နော်တချို့ကပြန်ပြီးတော့မကြည့်ဘူးနော်ကျွန်မလိုက်ကိုအဲ့တော့ကျွန်မဒါလေးတစ်ချက်ပြန်ပြီးတော့ပြပေးမယ် ဒါကတနင်္လာနေ့တနင်္လာနေ့မှာကနေ့3ဆိုတာတစ်ချိန်ရတယ်နော်ပြီးတော့အင်္ဂါအင်္ဂါနေ့မှာနေ့ခွန်ပတိနဲ့နေ့9ဆိုပြီးတော့ဒီမှာနှစ်ချိန်နော်ပြီးတော့ဒါဗုဒ္ဓဖူးဗုဒ္ဓဖူးနေ့မှာကခွန်3ပတိနဲ့ဒီမှာ3ချိန်လောက်ရတယ်နော်ခွန်ပတိနဲ့ခွန်တစ်ကဆိုတော့နှစ်ချိန်ဒီမှာတစ်ချိန်နော်တရှိကနေနိုင်လို့ဒီကအမျိုးလိုရတယ်ဆိုတာကိုတက်တည်နေကျွန်မပြပေးတာဒါကကြာတာပရိမနေ့ရတော့ဒီမှာ ကိုလီပတိကိုလီလို့ကြားတယ်ပြီးတော့ဒီညနေမှာမိန်းကိုထဲရနေပြီးတော့နော်ခွန်ကုတ်ဆိုပြီးတော့ထတ်ကြတယ်အဲ့တော့ဒီနေ့တောက်ကြတောက်ကြနေမှာကမှာ3ည3ပတိပြီးထားတယ်3ည6ဆိုပြီးတော့ကြားတယ်အဲ့တော့ဒီညနေအတွက်ကိုကျမကဒီမှာပေါင်းစုံရောက်ပြီးပြီးထားတယ်နော်ထပ်ပြီးတော့ဒါနေ့တိုက်ကအမျိုးတွေအတွက်ကိုဒါကျမဘက်ကတာဝန်ကြီးတယ်ဆိုတဲ့အကြောင်းကိုတက်တည်နေတကောပြတာနော်အဲ့တော့ နေတိုက်ကအမျိုးတွေတင်မဟုတ်ပါဘူးမျိုးတွေဒီဘက်မှာကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာရုပတိခွန်တလုံးပေးထားတာဖြစ်ပါတယ်ဒီခွန်တလုံးဟာဆိုရင်ကျမရဲ့အဖွဲ့ဝင်ကဗုဒ္ဓဖူးနေညနေမှာပဲတစ်ခွန်ဆိုပြီးသူတို့ကတစ်ချိန်နဲ့ရတယ်နော်ဒီကမပါဘူးနော်အဲ့တော့တဲ့ကျမကတဲ့နောက်တစ်ချိန်မှာကျမရဲ့အဖွဲ့ဝင်အနေကိုကျမကနောက်တစ်ချိန်မှာဖတ်ပြီးတော့ ဒါကျမရဲ့အဖွဲ့ဝင်တွေကိုနောက်တစ်ညိတ်ထပ်ပြီးတာကိုပတိဖြစ်ပါတယ်ဒီကိုပတိဟာလည်းသူတို့ဟိုကနေမှာပဲကိုလေးဆိုပြီးတော့ထွက်တယ်နော်ဒါကကြာတာပြေးနေမှာကိုလေးတို့ထွက်တယ်ကျမမနေရတော့ကထပ်ခေါ်တယ်နော်ကနေ့တလုံးကိုအပိုင်ကစားခြင်းနဲ့ဆိုတဲ့ကျမရဲ့မိဆွေတွေကကျမနဲ့လာပြီးဆက်သွယ်ပါဆိုပြီးတော့ကျမကထပ်ပြီးတော့ခေါ်တယ်အဲ့တော့ကျမကနောက်ထပ်ထပ်ပြီးတော့အဖွဲ့ဝင်တွေကိုကျမကထပ်ပြီးတာဆိုလို့ရှိရင် ဟိုလာမဲ့အပတ်တော့ကိုဂျုံဝင်တဲ့အဖွဲ့ဝင်တည်တည်ကိုပြောတာနော်အဖွဲ့ဝင်တည်တည်ကလာမဲ့အပတ်တော့ကိုဂျုံဝင်နေတယ်ဆိုလို့ရှိရင်ကျမနဲ့ဆက်သွယ်ပါဆိုကျမခေါ်တယ်အဲ့တော့ကျမကိုလာပြီးတော့ဆက်သွယ်တဲ့အဖွဲ့ဝင်တည်တည်ကိုကျမပြေးတာဆိုလို့ရှိရင်တောက်ကြမနေ့ညမှာပတိဟာ၃ညဖြစ်ပါတယ်ပြီးတော့မိန်းနေရနေပြီး၃ညရှိဆိုပြီးတော့ထွက်သွားတယ်เนาะဒါနောက်ဘက်တော့ကိုဂျိုဝင်တဲ့အဖွဲ့ဝင်အစ်တေကိုဒါကျွန်မပေးတယ်ခဏဖြစ်ပါတယ်မျိုးတို့ ဲ့တော့ဒီဘက်မှာဆိုရင် ကျမရဲ့အဖွဲ့ဝင်ဟောင်းနေရောအခုဝင်တဲ့နောက်ထပ်ထပ်ဝင်တဲ့အဖွဲ့ဝင်အစ်တွေရောအားလုံးအဆင်ပြေတယ်နော် နေတိုက်ကအမျိုးတွေလည်းအားလုံးအဆင်ပြေတယ်အဲ့တော့တဲ့ဒီညနေကိုကျမပြပေးမယ်အဲ့တော့အခုလာမယ့်အပတ်မှာအဖွဲ့ဝင်ခြင်းနဲ့ဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးပါနော်ကျမကဇာတို့ဘတိတလုံးမိန်ရော၃ကွယ်ဒူရော၂ကွယ်ကိုချပေးတာဖြစ်ပါတယ်ကျမရောင်းလာဆိုရင်ဒီကတ်ကလေးဖြစ်ပါတယ် ကျွန်မရောက်တဲ့ကက်ကလေးရဆိုရင်ကျွန်မပြီးတဲ့ကဏ္ဍတစ်လုံးကအစိုးကြီးဆင်ခဲ့လို့ရှိရင်နောက်တဲ့ချိန်မှာထပ်ပြီးတော့ကျွန်မရဲ့အဖွဲ့ဝင်တွေကိုထပ်ပြီးတော့ပေးပါတယ်နော်အဲပေးတဲ့ကဏ္ဍတစ်လုံးကလည်းအစိုးကြီးထပ်ဆင်ရင်နောက်ထပ်ထပ်ပြီးတော့ကဏ္ဍတစ်လုံးကိုပေးပါတယ်နော်မျိုးလို့အဲ့တော့ဆန္ဒရှိလို့ရှိရင်ကျွန်မနဲ့ဆက်သွယ်ပါကျွန်မကအခုအခုချိန်ကနေစပြီးတော့အဖွဲ့ဝင်များကိုလက်ခံနေပါပြီနော်တနင်္လာမနေ့10ရက်နေ့ထိလက်ခံမှာဖြစ်ပါတယ်10ရက်နောက်ပိုင်းကိုတော့အဖွဲ့ပေးပါပြီနော်ဆန္ဒရှိလို့ရှိရင်တော့စောစီစီလေးဝင်ထားစီခြင်းပါတယ်နော် ဲ့တော့ကျမကကဏ္ဍများကိုတနင်္ဂနွေနေ့ည9:00နာရီခွဲကနေပြီးတော့ပြန်လဲပို့ပေးမှာဖြစ်ပါတယ်10:00နာရီထဲနောက်မကြောက်ဘူးကျမဘက်ကအာမခံပေးထားပါတယ်မျိုးလို့ရင်အဲဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော်မျိုးလို့အဲ့ဒါဆိုရင်ねဒီညနေအတွက်ကိုကျမကပေးမယ်နော်ဒါလေးက2ယောက်ချဲထားတယ်เนาะ လေမွန်နဲ့အစိမ်းလေးနဲ့ဒီနှလုံးပေါင်းလာဒီနှလုံးပေါင်းတော့ကိုနော်အဲ sorry ဒီမရရမှာဒီနှလုံးပေါင်းတော့ကိုကိုရဲ့ပါဝါကလေးကိုရဲ့နှက်ခတ်က6ကိုလေး6ပါသူကဒီညက်နေမှာထိပေးရမှာနော်ဒီညက်နေမှာထိပေးရမယ်ဆိုတော့တဲ့သူကကီးနော်အဲ့တော့ဒီသုံးလုံးပေါင်းမှာကိုနဲ့လေးနဲ့ပေါင်းတော့၃၃ကို၁နဲ့ပေါင်းတော့၄လေးပါဝါကကိုလေးရဲ့နှက်ခတ်က2လေးကို2ဒီညက်နေမှာထိရမယ်ကီး ဲ့တော့ဗာဆင့်ပေးသွားတယ်ဒီဘက်က၄တလုံးနဲ့ဒီဘက်က၄တလုံးနဲ့၄ရှေ့ဆိုပြီးတော့ဆင်းတယ်နော်အဲ့တော့တဲ့ထပ်ပြီးတော့ကြည့်မယ်ဒီနှလုံးပေါက်မယ်ဒီနှလုံးပေါက်တော့ကိုကိုပါဝါက၄ကိုရဲ့နှက်ခတ်က၆နော်ဒါမဟုတ်ဘူးဒါဖြတ်ပလိုက်ဟမ်အဲ့တော့နောက်ကြမှာဆိုလို့ကျမကလည်းအမြန်လေးပြပေးရတာနော်ဦးလေး၆ကသူကဒီညက်နေမှာထိပေးရမှာနော်ဒီညက်နေမှာ ဲ့တော့ဒီ6နဲ့ဒီ3ညဒီ7နဲ့ပေါင်းတော့3ည3ညကို4နဲ့ပေါင်းတော့4 4ပါဝါက6 4ရဲ့နှစ်ခက်ကနဲ့4 6နှစ်ကလည်း तू ကဒီညနေမှာ तू ကဟိုဘက်ဒီဘက်လဲကြာတယ်ပြီးလဲဖြစ်တယ်နော်အဲ့တော့ဘာဆင့်ပြီးွားလဲဆိုဒီက6တလုံးနဲ့ဒီက4တလုံးနဲ့မ6လေးဆိုပြီးတော့ဒီညနေမှာဆင်းတယ်နော်အဲ့တော့တထက်ကြည့်မယ်36ပေါင်းတော့9 9ပါဝါက4 9ရဲ့နှစ်ခက်က6 9 6ပါဒီညနေမှာထိပေးရမယ်နော် ဲ့တော့တက်ထကြည့်အောင်ဒီနဲ့6အုပ်နဲ့ပေါင်းတော့3ည3ည6ကိုနဲ့ပေါင်းတော့9ကိုပါဝါကလေးကိုရဲ့နှက်ခတ်က6ကိုလေး6တဲ့နော်သူကဒီညနေမှာထိရမယ်ကီးဘာထိပြီးွားဆိုဒီဘက်က၄တလုံးနဲ့ဒီဘက်က၄တလုံးနဲ့၄တုံညဆိုပြီးတော့ထိတယ်နော်အဲ့တော့ဒီနှလုံးပေါင်းမယ်ကိုခုပေါင်းတော့6 6ပါဝါကတိ6ရဲ့နှက်ခတ်က9เนาะဒီညနေမှာထိရမှာမျိုးလို့ နောက်ကြနေမှာဆိုလို့ကျမလည်းအမြန်လေးပြပြီးခွန်ခွန်ပေါင်းတော့လေးလေးနဲ့ရှင်းနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ကနခတ်ကလေးနှစ်ခွန်လေးရကိုးလေး၆နဲ့နှစ်ခွန်လေးနဲ့ရဒီညနေမှာထိပေးရမယ်နော်အဲ့တော့ဒီဘက်ကအချင်းလေးကိုကြည့်အောင်ဒီဘက်ကအချင်းလေးကတော့နေကုန်ချင်းလေးနော်ညလာမသိဘူးလေမောင်ရောက်ဆိုဟုတ်ပန်းရောက်ဆိုတော့နော်အဲ့တော့ဒီနှလုံးပေါင်းတော့လေး ဒီပါဝါကကိုဒီရဲ့နှစ်ခါကနှစ်ဒီကိုနှစ်ကသူကသူကနေကုန်ကြီးခေါ်တာเนาะမျိုးလို့ဒီကိုနှစ်ကနေကုန်ကြီးဆိုတော့တဲ့သူကဗာဆင်းပြီးွားဆိုတော့40 90ရှိဆိုတော့ဒီ၄ရောဒီ၉ရောဆင်းတယ်เนาะသူဒီနေကုန်မှာဆင်းရမှာเนาะအောက်ကနေကုန်မှာအဲ့တော့နှစ်နဲ့တင်းနဲ့ပေါင်းတော့3နဲ့၃ဘဝကရှိတဲ့၃နှစ်ခါကငါ၃၅ကဒီနေကုန်မှာသူကဆင်းပြရမယ်တဲ့။ဗာဆင်းပြလေ၆၃ဆိုတော့ဒီ၃တလုံးဆင်းတယ်တဲ့။အဲ့တော့၁နဲ့၈နဲ့ပေါင်းတော့၉တဲ့။ ကိုပါဝါက၄တဲ့ကိုရဲ့နှခါက6တဲ့ကိုလေး6ကဒီနေကုန်မှာ तू ဆင်းရမယ်တဲ့ဘာဆင်းပြီလဲဆိုကိုလေးဆိုပြီးတော့မနကောညာရော तू ဆင်းပြီတယ်နော်ဒီနေကုန်မှာဆင်းရမယ်ကီကိုကျွန်မပြအဲ့ဒါဆိုတော့၄နဲ့ကိုနဲ့ပေါင်းတော့3နဲ့3ပါဝါက8တဲ့3နှခါက9တဲ့385လည်းဒီနေကုန်မှာ तू ဆင်းပြီရမယ်တဲ့ဘာဆင်းပြီလဲဆိုတော့2 3 6 3ဆိုတော့ဒီ3တလုံးဆင်းပြီတယ်နော်အဲ့တော့2နဲ့9နဲ့ပေါင်းတော့8တဲ့ တစ်ပါဝါ6တဲ့တိတ်ကဲ့နဲ့ခါကရှိတဲ့တိတ်6ရှိကလည်းဒီနေကုန်မှာ तू ကဆင့်ပြရမယ်တဲ့။ဘာဆင့်ပြရလဲဆိုတော့တိရှိတိခုဆိုဒီလိုလဲအပြီးဆွဲသွားတယ်နော်။အဲ့တော့တဲ့ဒီညက်ညီတို့ကဒီကူပေါင်းတော့3နဲ့သုံးပါဝါကရှိတဲ့သုံးဝင်နှက်ခက်က9တဲ့နော်အဲ့တော့ဒီနေကုန်မှာဆင်းရမယ်တဲ့ဒီနေကုန်မှာဆင်းရမယ်ဆိုတော့ဒီက၈တလုံးထိထားတယ်ထိထားပြီးမှဒါကလည်းထပ်ပြီးတော့မကြောက်ဘူးလို့မပြောနိုင်ဘူးနော်အဲ့တော့ကျမတွေ့ပြီးလိုက်မယ် နည်းနည်းလေးလည်းနောက်ကျနေမှာဆိုလို့အဲ့တော့ကီးရတော့ကီးရတော့ဒီဘက်ကကီးကိုအမှားကိုင်မယ်မျိုးလို့ဟုတ်တယ်ကိုနော်ဒါကီအဲ့ထက်မှာကျမအကြိုက်ဆုံးကနန်းနှလုံးကိုဆွဲထုတ်မှာ6ဒီမှာကဒီဘက်ကနှစ်ကိုဆွဲထုတ်တယ်နော်6နှစ်ပတ်တည်ပြီးအဲ့မှာကတ်ပြီးမှာကျမဒီဘက်နဲ့ဟာဒီဘက်နဲ့လည်းကတ်ပြီးမှာနော်ဒီနေ့လည်းအမျိုးလိုအပြီးပေါက်ဆိုင်ဆိုမှာဒီဘက်နဲ့ကြာတာနော် ိုဘက်ဒီဘက်ကအပြီးပေါက်အပြီးပေါက်ဆိုပေမဲ့ तू ကဒီဘက်နဲ့ကြတတ်တယ်ဆိုကျမတမချင်းလေးတွေကြတာနော်ဒီဘက်နဲ့ဒီနဲ့ကြတာနော်အဲ့တော့အဲ့လိုလေးကြမှာဆိုလို့ကြရင်ကြရင်ခဲမှာဆိုလို့မျိုးလေးဒါအကောင်းဆုံးရှာဖို့ပြီးတယ်အဲ့ဒါတော့ main လူရန်တို့ကတော့ကျမရေးပြီးတော့မပြီးတော့ဘူးနော်အဲ့တော့ကျမဒီမှာတွဲပြီးလိုက်မယ်6နဲ့ဆိုတော့6ခွန်6ခွန်6 4 6 5ချောင်းက အဲ့ဒါဆိုတော့တင်းနဲ့ဆိုတော့ဒီနှင်းဒီခုံကထွက်ပြီးသားတလီတလီတေတုံတင်းငါကိုနဲ့ဆိုတော့ကိုနှစ်ကတော့ထွက်ပြီးသားမကြိုက်လဲနည်းနည်းတော့ထဲ့တော့ထိုးပေါ့နော်အမျိုးလိုဒါတို့ရမှာမှုတို့တွဲပြီးသားမကြိုက်တော့မကြိုက်ဘူးဒါမှမနည်းနည်းတော့ထဲ့ထိုးနော်ကိုနဲ့ဆိုတော့တဲ့ကိုလီကလည်းထွက်ပြီးသားကိုတော့ကိုရှိ ကိုငါနော်ပြီးရင်တော့အားထုတ်ဒီနေ့မနေ့လိုပဲတဲကြရင်လည်းကြမယ်ဒါမှမဟုတ်အားထွက်လာရင်ရင်ခမ်းသွားမှာဆိုလို့နော်၁၂ကွက်တော့ပြီးတယ်မြို့လို့အဲ့ဒါမှမြို့လို့ဒီရွေးထိုးခြင်းနဲ့ကနန်းရှင်နဲ့ရွေးထိုးဒါကတော့နည်းနည်းတော့ short ထိုးနော်ဒီငါးနဲ့ပတ်သက်လို့ကတော့ဒါတစ်လုံးနဲ့ကြံတဲ့အတွက်ဒါကျမဟိုအကောင်းဆုံးကိုပြောပြတာနော်ဒီ2 9ရဲ့6 9ရဲ့10 9ရဲ့9 9ရဲ့ဒီ၄ကွက်ကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင် ချုပ်တော့မဖြုံးနဲ့တရားဝုတ်လောက်ပဲထိုးပေါ့နော်ဒီဟာလေးကို short ထိုးမယ်ဆိုရင်ကျန်တဲ့ကွက်ကဘယ်နှကွက်ရှိမလဲ3 6 8ရှစ်ကွက်ပဲရှိတယ်နော်မြို့နော်ဒီ3ခုဒီ3ကွက်နဲ့ဒီကနဲ့တရားဝုတ်နေရာဝုတ်လောက်ထိုးဒါလေးတွေကိုတော့မြို့လို့တင်ထိုးပတိရတော့6နဲ့ပတိနော်အဲ့ဒါဆိုလို့ရှိရင်ねဒီညနေ23ရက်တောက်ကြညနေ4နာရီခွဲမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေလေရရှိနိုင်ကြပါစေ